မကွေးတိုင်းကဖဲမြို့နယ်နိုင်ကန်စခန်းမှာပြင်းဝကိတ်ကိုဆုတ်ခွာထွက်ပြေးတဲ့စစ်ကောင်ရှင်တက်ကိုအေအေကနိုင်လန်တိုက်ခိုက်နေတယ်လို့စီရင်သတင်းမြများနဲ့ဒေသခံများထံကသိရပါတယ်။အန်ယူမဘက်ကတက်ရင်ပြင်းဝကိတ်နဲ့လေးမဲခန်းသာကွာဝေးတဲ့ဆက်စီတောင်ကြီးရွာမှာတိုက်ပွဲပြင်းထန်နေပြီးစစ်ကောင်ရှင်တက်ကလေးချောင်းပစ်ကူတွေပါအသုံးပြုနေတယ်လို့တကောင်းတို့ကဆိုပါတယ်။တိုက်ပွဲကငဖဲမြို့နယ်ကပြင်းဝစစ်ဆေးဂိတ်နာထီရောက်သွားပါပြီ ဂိန်းနားလေရင်ကလည်းမနာတမ်းလာဖြစ်နေတယ်။ဒီဘက်ကတော့တရားဝင်ထုတ်ပြန်ကြေညာတာမရှိသေးပါဘူး။အရင်ရက်တွေကနိုင်ငံတောင်ပေါ်ကနေသူတို့စစ်အုပ်စုဆင်သွားပြီးပြင်းဝထိဆုပ်တယ်။စစ်ကောင်စီကပြင်းဝကိတ်မှလည်းထိုးစစ်ကိုအသေးအံလှုပ်ဖို့ပြင်နေတယ်လို့စစ်ရေးသတင်းမြေပြေကပြောပါတယ်။စစ်ကောင်မရှင်တက်ကပြင်းဝကိတ်မှအင်အားစုဆောင်နေပြီးနိုင်ငံဘက်ပြန်လဲထိုးစစ်ဆင်ရန်စီစဉ်နေတယ်လို့လည်းခန့်မှန်းထားကြောင်းတကောင်တို့ကပြောပါတယ်။ဘာလို့လဲဆိုတော့နိုင်ငံပြေဝဆုံးရှုံးလိုက်ရရင်မကွေးတိုင်းကသိပ်မတည်ကြတော့ဘူး။ ဒီဘက် A နဲ့ပူးပေါင်းတပ်တွေကလည်းရှေ့ကိုတက်လို့ရရင်တက်ဖို့ကြိုးစားနေကြတယ်လို့တကောင်းကပြောပါတယ်။အာရကတက်တော် A အနေနဲ့လည်းလက်ရှိမှာစစ်ကောင်ရှင်နိုင်ငံပြွာကုန်းမှာရှိတဲ့အနေငယ်လက်ကျန်နေရာချုပ်ကိုထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိပြီးတက်ဆုပ်ထွက်ပြေးနေကြတဲ့စစ်ကောင်စီတပ်သားများနဲ့နေရာချုပ်မှာတိုက်ပွဲများဆက်လက်ဖြစ်ပွားနေတယ်လို့အော်တိုဝါလာ18ရက်ညပိုင်းကထုတ်ပြန်ထားပါတယ်။စစ်ကောင်ရှင်တပ်ကပြင်းဝဆစ်ဆေးကိမ်းမှာစစ်အာအမြောင်များနဲ့အခိုင်အမာခြေကုပ်ယူထားပြီး မဲဘူးမြို့မှာလည်းစစ်ကိုယ်တွေကိုရခုရပိုင်တွင်ဇက်တိုက်ပို့ဆောင်နေတယ်လို့ငဖဲမြို့နယ်ဒေသသတင်းမြစ်တွေကပြောဆိုထားပါတယ်။အရဲတွေကလည်းမင်းဘူးကနေပြင်းဝဘက်ကိုစစ်ကားအကြီးတွေနဲ့ခဏခဏပို့တာတွေ့တယ်။နေအိမ်ကန်ကနေမင်းဘူးဘက်နေတဲ့သူတွေလည်းနေအိမ်ကန်စီးပေါက်တော့နည်းနည်းလေးစိုးရိမ်ထိတ်လန့်နေကြတယ်။ငဖဲကမြေပြန့်လေငဖဲကိုကြော်ရင်မင်းဘူးကိုစစ်ပွဲရောက်နိုင်လို့တဲ့အပေါ်စောင့်ကြည့်တာတွေရှိတယ်လို့တကောင်းတို့ကပြောဆိုထားပါတယ်စစ်ကောင်မရှင်တပ်ဘက်ကလည်းအန်ဗရန်လာပိုင်းမှာအင်အားများစတိုက်ဖြစ်တင်းနေပြီ မဖဲမြို့နယ်ပြင်းဝလမ်းဆောင်ကိုလည်းစစ်ရင်တန်းစစ်စီနေပြီးခဲ့တဲ့အော်တိုဘားလာစနေကအင်အားလာရောက်ခေတင်းထားတယ်လို့ဗိုလ်ကြီးစင်ရောကပြီးခဲ့တဲ့ရက်ပိုင်းကပြောဆိုထားပါတယ်။နိုင်ကန်စကန်ဆုံးရှုံးလိုက်ရပါကစစ်ကောင်ရှင်တပ်ဟာဗရမ်းမအမ်းမြို့ဘက်သို့တိုက်စစ်မှာပြက်ပြဲသွားမိတာမကကာဘဆာစလီရဲ့ထုတ်လုပ်မှုလုပ်ငန်းမှာလည်းရာနှုန်းပြည့်ရက်ဆိုင်သွားမှာဖြစ်တယ်လို့စီရေးတုံသက်သူတွေကပြောဆိုထားပါတယ်။အမြောက်ကောကအမြောက်စခန်းကိုခဲမှုဌာနချုပ်မဆာခါနဲ့ ကျန်အမြောက်တက်နက်တမလည်းအထိနာသွားနိုင်တယ်လို့၎င်းတို့ကတွက်ချက်ထားကြပါတယ်။အာရခတတော်အေအေအနေနဲ့အနောက်ဘက်ရင်းစစ်ဌာနချုပ်နာဘခအပါဝင်မြို့ဆန်ကမြို့ကိုတိမ့်ပိုက်ထိန်းချုပ်ထားပြီးရခိုင်ပြည်နယ်ဆက်မှရှိတဲ့နေရဒေသ၃ခုမှာစစ်မျက်နှာဖွင့်ပြီးထိုးစစ်ဆင်တိုက်ခိုက်နေစေဖြစ်ပါတယ်။ဒါပြင်ပင်လယ်ကမ်းရိုးတန်းဒေသများဖြစ်တဲ့စစ်တွေကြောက်ဖြူမန်အောင်တို့ကိုဆက်လက်တိမ့်ပိုက်ရန်လဲဂျိုးပန်းနေပါတယ်ခင်ဗျာ။ဒေါ်ဆန်းစုကြည်ကြောင့်ငိန်ချင်းအိမ်မှာနှောင့်နှေးကြန့်ကြာခဲ့ရတယ်လို့စေုပ်စုဝင်ကြီးဟောင်း ငိမ့်ချင်းပွဲစားဥအောင်မင်းကဖြစ်တင်ဝေဖန်ပြောကြားလိုက်ပါတယ်။အော်တိုဘာလ18ရက်ညနေပိုင်းကနေပြည်တော် MICC1 ကြောက်စိမ့်ခန်းမှာမှလုပ်တဲ့တနိုင်ငံလုံးပြစ်ခတ်တိုက်ခိုက်မှုရစဲရေးသဘောတူစာချုပ် NCA 10နှစ်ပြည့်နဲ့အလုံယုံဆွေးနွေးပွဲပိတ်ပွဲအခမ်းအနားမှာဝန်ကြီးဟောင်းဥအောင်မင်းကဒေါအောင်ဆန်းစုကြည်အကြောင်းထည့်သွင်းပြောကြားသွားတာပါ။အာဏာသိစစ်တပ်ရဲ့မတရားဖမ်းဆီးအကြမ်းချခံရတဲ့နိုင်ငံတော်တိုင်ပင်ခံပို့ကိုဒေါအောင်ဆန်းစုကြည်ကိုစစ်တပ်အရာရှိကြီးတွေရဲ့ရှိမှာပဲ။ ဝန်ကြီးဟောင်းဦးအောင်မင်းကအမကြီးဒေါအောင်ဆန်းစုကြည်လိုတုံတုံပြောဆိုလိုက်ပါတယ်။ဒါပေမဲ့အကောင်ပြောချင်းမနာမဟုတ်ပဲ NLD အစိုးရလက်ထက်ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှောင့်နှေးခဲ့ရတဲ့အကြောင်းကိုဝေဖန်ပြောဆိုလိုတဲ့သဘောမျိုးထည့်ပြောသွားတာပါ။အမကြီးဒေါအောင်ဆန်းစုကြည်ရဲ့အကောင်မှုကြောင့်ငြိမ်းချမ်းရေးမှာနှောင့်နှေးကြံ့ကြာခဲ့တာတွေတော့မပြောတော့ပါဘူးလို့ဦးအောင်မင်းကဆိုပါတယ်။စေုပ်စုဟာဒေါအောင်ဆန်းစုကြည်ပေါ်အမြင်မကြည်တဲ့အပြင်ဒေါန်ဆန်းစုကြည်နဲ့ဆက်ဆံရေးကောင်းမွန်နှိစက်သူတွေကိုယာရုကဖယ်ရှားခဲ့တာတွေလည်းရှိခဲ့ပူပါတယ် တမနာဥဒိစိန်လက်ထက်ပြည်သူ့လွတ်တော်ဥက္ခရာတဲ့ဖြစ်ကြံ့ခိုင်ရေးပါတီရဲ့ဘိုးရဲဥက္ခရာလည်းဖြစ်တဲ့သူရရွှေမန်း NLD အစိုးရလက်ထက်ပြည်ထောင်ဝင်ကြီးဗိုလ်ချုပ်ကျော်ဆွေတို့ဟာတည်တာတဲ့နမူနာပုံကိုယ်တွေဖြစ်ပါတယ်။ဒေါ်ဆန်းစုကြည်နဲ့ဆက်ဆံရေးကောင်းမွန်တဲ့သူရဥရွှေမန်းကိုကြံ့ခိုင်ရေးပါတီဥက္ခရာဖြစ်ကအာရမဖယ်ရှားပစ်ခဲ့တယ်လို့ဗိုလ်ချုပ်ကျော်ဆွေကိုလည်းဝင်ကြီးရတို့ကအနာပေးပြီးမူလစစ်ဘက်တာဝန်တွေပြန်ထမ်းဆောင်စေခဲ့တာပါ။ဆေအုစုတဲမှာဒေါန်ဆန်းစုကြည်ကိုအမကြီးလို့ပြောဆိုတုံတုံဝင်သူအင်မတန်နေပါပေမဲ့ အငိမ့်စားစစ်ဘိုလ်ချုပ်ကြီးတယောက်လည်းဖြစ်ဝင်းကြီးဟောင်းတယောက်လည်းဖြစ်တဲ့ဦးအောင်မင်းကတော့လက်ရှိစစ်ကောင်းဆောင်ရဲ့လူယုံတွေဖြစ်တဲ့ NSPNC ဥက္ကရာဒုဘိုလ်ချုပ်ကြီးရပြီအတွင်းရင်မှုဒုဘိုလ်ချုပ်ကြီးမဲနိုင်တို့ရဲ့ရှေ့မှာပဲအမကြီးဒေါန်ဆန်းစုကြည်လို့တုံတုံပြောဆိုသွားတာကိုတွေ့ရပါတယ်။ဒါပြင်သူ့အနေနဲ့ငိမ့်ချမ်းရေးအကျိုးဆောင်ဘွားကနားယူတော်မှာဖြစ်ပြီးနောက်နောက်ငိမ့်ချမ်းရေးပွဲတွေကိုမလာတော့ဘူးလို့လည်းပြောကြားသွားပါတယ်။ကျွန်တော်လည်းမလိုအပ်တော့ဘူး။ နောက်ပွဲတွေကိုတော့ကျွန်တော်မလာတော့ပါဘူးလို့မနေ့ကလုပ်တဲ့ NCA ဆယ်နှစ်ပြည့်နဲ့လုံယုံဆွေးနွေးပွဲပိတ်ပွဲအခမ်းအနားမှာဥအောင်မင်းကပြောသွားတာဖြစ်ပါတယ်။ NCA ဆယ်နှစ်ပြည့်အခမ်းအနားနဲ့တဆက်ထဲကျင်းပါတယ်။ငြိမ်းချမ်းသောမြမအနာဂတ်တည်ဆောက်ခြင်းအလုံယုံဆွေးနွေးပွဲရဲ့၃ရက်တာဆွေးနွေးမှုတွေကနိုင်ငံရေးနဲ့ပတ်သက်တဲ့အကြံပြုချက်48ချက်နဲ့စီးပွားရေးအတွက်အကြံပြုချက်58ချက်ရရှိခဲ့တယ်လို့လည်းသိရပါတယ်။အာနာဒိန်းစစ်တပ်ကနိုင်ငံကတန်တမန်တွေကိုခေါ်ပြီးနေပြည်တော်မှာငြိမ်းချမ်းရေးပွဲကျင်းပနေပေမဲ့ ။နိုင်ငံတော်မှာတော့တိုက်ပွဲတွေပြင်းထန်ဖြစ်ပွားနေတာဖြစ်ပါတယ်ခင်ဗျာ။နောင်ချိုနဲ့ကြောင်မဲမြို့ကိုမိနစ်နဲ့ငယ်စီချပြီးစစ်ကောင်စီ ပုံကျဲသွားတဲ့တဲ့မှာရှမ်းပြည်နယ်မြောက်ပိုင်းကနန်းစံနံပါတ်2နောင်ချိုနဲ့ကြောင်မဲမြို့ကိုအော်တိုဘားလ18ရက်ညပိုင်းမှာစစ်ကောင်စီကလေကြောင်းကနေပုံထက်ကျဲသွားလို့အရသာထိခိုက်ဒေဆုံးမှုတွေရှိတယ်လို့ဒေသခံသတင်းမြစ်တွေကပြောဆိုထားပါတယ်။ယမနေ့ည7:00နာရီမိနစ်40နဲ့7:00နာရီမိနစ်50ကြားမှာ Jet Fighter နဲ့ပတ်ပြီးပုံကျဲသွားတာလို့ဆိုပါတယ်။ နန်ဆန်မြို့မှာဆိုရင်အော်တိုဘားလ18ရက်မနက်ကပုံကျဲခဲ့တဲ့ဟိုမင်းကြီးရွာကိုထပ်မံပုံကျဲခြင်းဖြစ်ပြီးနံပါတ်2နောင်ချိုးနဲ့ကြောင်မင်းမြို့တွေမှာလည်းကြီးရွာတွေဘက်ကိုပုံကျဲသွားတာလို့သိရပါတယ်။ဒီတိုက်ခိုက်မှုတွေကြောင့်လက်တော်ထိခိုက်မှုအခြေအနေအသေးစိတ်ကိုတော့မသိရှိရသေးပါဘူး။စစ်ကောင်စီကပြီးခဲ့တဲ့ဇူလိုင်လကနောင်ချိုးမြို့ကိုပြန်လည်သိမ်းယူခဲ့ပြီးကြောင်မင်းမြို့ကိုအော်တိုဘားလတရက်နဲ့တီဘောမြို့ကိုလည်းအော်တိုဘား15ရက်မှာပြန်လည်ထိန်းချုပ်ခဲ့ပါတယ်။ဒီအနေနဲ့ဟောင်း 2023အော်တိုဘား29ရက်ကစတင်တဲ့2029ဆစ်စင်ရည်နဲ့အတူရှမ်းပြည်နယ်မြောက်ပိုင်းကကြောင်မဲ၊တီဝေါ၊နတ်ဆန်၊မိုင်းလုံ၊မိုးမိတ်၊မန်တုံ၊နမ်မတူ၊ကော့ခိုင်၊နောင်ချို၊နန့်ခမ်း၊မိုင်းဝန်းနဲ့မန္တလေးတိုင်းကမိုးကုန်းမြို့ကိုသိမ်းယူခဲ့တာပါ။တရားလေထိန်းချုပ်ရမြို့နယ်တွေကိုပြန်လည်သိမ်းပိုက်ဖို့စစ်ကောင်စီကကြိုးပမ်းနေပြီးလေကြောင်းကနေနေ့စဉ်ဘုံကျဲတိုက်ခိုက်နေပါတယ်။ဒီလိုဘုံကျဲတိုက်ခိုက်မှုတွေကြောင့်အခြေသားတည်ဆုံထိခိုက်မှုတွေလည်းရှိနေတာဖြစ်ပါတယ်ခင်ဗျာ။ တနင်္ဂနွေပြစ်ခတ်တိုက်ခိုက်မှုရစေးသဘောတူစာချုပ် NCA 70ပြည့်ထိမ့်မှန်ပွဲမှာတရုတ်ထုတ်တမန်တိတ်ရှိကျွန်းကမြန်မာမှာပဋိပက္ခမြန်မာတာဒါမှမဟုတ်ဥပဒေမဲ့တာတွေကိုတရုတ်ကမတွေ့ကျင်ဘူးလို့ပြောပါတယ်တရုတ်နိုင်ငံရဲ့ဝန်ကြီးဝမ်ယီရဲ့ရင်ကာစကားကိုတန်ရောက်လိုက်ပြီးမစ္စတာတိတ်ရှိကျွန်းကမြန်မာပြည်တွင်းရေးမှာပြည်ပဆွတ်ဖက်မှုကိုလက်မခံဘူးလို့ပြောဆိုလိုက်တာပါဒါပေမဲ့မဆွတ်ဖက်ရေးဆိုတဲ့စကားကိုသူတည်တီတွေကမေးခွန်းထုတ်ကြပါတယ်တရုတ်ဟာမြန်မာပြည်တွင်းရေးမှာဝင်ရောက်ဆွတ်ဖက်နေတဲ့တခုတည်းသောနိုင်ငံဖြစ်တယ်လို့ နိုင်ငံရေးလေလာသူတူက EOD သတင်းဌာနကိုပြောဆိုထားပါတယ်။တရုတ်ကဆေးဥစုကိုကြားခံပေးတဲ့စစ်ကောင်းဆောင်မင်းအောင်လိုင်ကတရုတ်ကိုအားကိုးနေတာကြောင့်တရုတ်အစိုးရကဆက်လက်ဆော့ဖက်နေမယ်လို့သူကပြောပါတယ်။လွန်ခဲ့တဲ့ဩဂုတ်လမှာမစ္စတာဝိုင်ကပြည်တွင်းစစ်ဖြစ်နေတဲ့မြန်မာနဲ့ပတ်သက်တဲ့အခြေခံစည်းမျဉ်း၃ခုကိုပြောဆိုထားပါတယ်။မြန်မာမှာပြည်တွင်းစစ်မဖြစ်တဲ့မို့အရှိတောင်အာရှနိုင်ငံများအတင်အာဆီယံမိသားစုနဲ့မကင်းကွာတင်ဘူးပြည်ပအင်အားစုတွေဆွတ်ဖက်မခံတင်ဘူးလို့ပြောဆိုထားတာပါအဲ့ဒါတွေဟာ မြန်မာရဲ့ချုပ်ချာအာဏာကိုထိခိုက်စေတယ်လို့ကြဲကြဲပြက်ပြက်ဝေဖန်ခံရတဲ့ပြောဆိုချက်တွေလည်းဖြစ်ပါတယ်။နောက်မကြခင်မှာပဲစေအုပ်စုစံပြေထိုးစစ်ရဖို့တရုတ်ကတောင်မျိုးသားလူမျိုးရေးတံတော် TNL ကိုဖိအားပေးပြီးငင်းဆန်ရင်ဖြစ်လာမဲ့အကျိုးဆက်တွေနဲ့ချိန်ချောက်ပါတယ်။အဲ့ဒီလိုသတိပေးလိုက်တာဟာဓာတ်ရိုက်ဆွတ်ဖက်မှုဆိုတဲ့ဆွတ်ဆွဲချက်တွေဖြစ်စေပါတယ်။တရုတ်ဟာမတည်ငြိမ်မှုကိုစန့်ကျင်တယ်လို့မစ္စတာတိန့်ရှီကျွန်းကပြောပေမဲ့ဒိုင်းသာလန်နိုင်ငံဖွဲ့စည်းရေးရဲ့2029စစ်စင်ရေးလို့ခေါ်တဲ့ စစ်အုပ်စုစန့်ကျင်ရေးထိုးစစ်တွေကိုတရုတ်ရဲ့ကနဦးထောက်ခံမှုဟာမြန်မာမှာလူတိုင်းသိတဲ့လျော့အချက်ဖြစ်ပါတယ်။အဲ့ဒီတုန်းကတရုတ်ရဲ့ပအဝင် ပတ်သက်မှုကိုစစ်ကောင်းဆောင်မရောက်နိုင်တော့မှအရေးမွဲ့ပြောဆိုခဲ့တာပါ။အခုမှတော့ရှမ်းပြည်မြောက်ပိုင်းကဆုံးရှုံးသွားတဲ့မြို့တချို့ကိုပြန်လည်သိမ်းပိုက်နိုင်တဲ့စစ်အုပ်စုရဲ့စွမ်းရည်ဟာလည်းအလားတူတရုတ်ကတိုင်းသာလန်နိုင်ငံအဖွဲ့အစည်းတွေကိုဖိအားပေးမှုနဲ့တရုတ်ကစစ်အုပ်စုကိုစစ်လက်နက်နည်းပညာနဲ့ရန်ပုံငွေထောက်ပံ့မှုကြောင့်ရလဒ်ကောင်ထွက်လာစေတာပါ။ တရုတ်ကမိစားတစ်ဖက်ရင်မုတ်တစ်ဖက်စစ်ကောင်စီကိုထောက်ခံပြီးသူ့ကိုယ်သူငြိမ်းချမ်းရေးပွဲစားနေရယူတာဟာရောင်ကြကြဆွတ်ဖက်မှုဖြစ်တယ်လို့ဝေဖန်သူတွေကပြောဆိုထားပါတယ်။တမိုင်းအရာပြောရရင်တရုတ်ဟာဗမာပြည်ကွန်မြူနစ်ပါတီကိုလက်နက်တဆင့်ပေးပြီးစစ်အုပ်စုဆက်ဆက်ကိုလည်းလက်နက်ရောင်းအောင်တာမကနိုင်ငံတကာစင်မြစ်မှာစစ်အုပ်စုတွေကိုကာကွယ်ပေးခဲ့ပါတယ်။မကြသေးခင်ကစစ်အုပ်စုပြန်လည်သိမ်းပိုက်လိုက်တဲ့မြို့တွေဟာရှမ်းပြည်မြောက်ပိုင်းနဲ့တရုတ်နိုင်ငံယူနန်ပြည်နယ်ကိုဆက်သွယ်ထားတဲ့အဓိကကုန်သွယ်ရေးလမ်းကြောင်းပေါ်မှာရှိတာကြောင့် တရုတ်ရဲ့လက်ရှိဂျောင်းဝင်ရေးအားထုတ်မှုတွေဟာအခြေခံအပြင်တရုတ်အကျိုးစီးပွားရေးကိုအကျိုးပြုတယ်လို့သုတေသီတွေကပြောပါရယ်။စစ်မြေပြင်အပြောင်းလဲတွေဟာပကတိအခြေအနေကိုမိမောင်းထုတ်ပြနေတယ်။တရုတ်ပြည်အကြောင်းမြန်မာမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် MNDA ဟာရှမ်းပြည်မြောက်ပိုင်းမြို့တော်လာရှိုးကိုစစ်အုပ်စုစီပြန်လည်လွှဲပြောင်းပေးလိုက်ရပြီးစစ်အုပ်စုကနောင်ချိုကြောင်မဲနဲ့အခုတီဘောကိုပြန်လည်ထိန်းချုပ်နိုင်ခဲ့ပါရယ်။တရုတ်ရဲ့တင်းနေကပြွာကိုလေးလာသူတွေကစီးရီးယားကိုရုရှားထောက်ခံမှုနဲ့နှိုင်းယှဉ်ထားပါရယ်။ ကိုကျိုးစည်းဝါကိုကာဝယ်ဖို့မဟာမိတ်ကိုကြားခံပေးတာလို့ပြောထားပြီးတရုတ်ကမြန်မာကိုနားမလည်ဘူးကိုအကျိုးပဲကိုသိတယ်လို့လေးလာသူ တူကမှတ်ချက်ပြုပါတယ်တစ်ချိန်တည်းမှာပဲစစ်ကောင်းဆောင်မရောက်နိုင်ကတရုတ်နှစ်တစ်ကူကိုရုံးပရဲ့ကျင်ညာတာကနေတရုတ်လုံခြုံရေးလုပ်ငန်းတွေကိုမြန်မာမှာလုပ်ကင်ခွင့်ပေးတဲ့အထိတရုတ်ကိုပြန်လဲချော့မော့နေရတာဖြစ်ပါတယ်ဆေးအုပ်စုကအလျှော်ပေးတယ်လေမြန်မာရင်းမှာတရုတ်ကဩဇာထူထောင်လာလေလေပဲလို့သူတေတီတွေကပြောပါတယ်လွန်ခဲ့တဲ့နှစ်အတွင်း မစ္စတာဝင်းကြီးကမြန်မာနယ်ပတ်သက်တဲ့အစီအစဉ်တစ်ခုမှာစစ်အုပ်စုနိုင်ငံခြားရေးဝန်ကြီးဦးတန်းစွေနဲ့တွေ့တော့အခြေခံစည်းမျဉ်းသုံးခုကိုပြောဆိုထားပါတယ်။ဒီနေ့မှာတော့သူတစ်ပည့်တိတ်ရှိကျွန်းကအဲ့ဒီသတိပေးချက်ကို NCA ခန်းနာလက်တက်တဲ့မရောက်နိုင်တဲ့ဝန်ကြီးအဖွဲ့နိုင်ငံရေးပါတီတွေနဲ့ပြည်ပတန်တမန်တွေရှိမှထပ်မံသတိပေးထားတာပဲဖြစ်ပါတယ်ခင်ဗျာ။